ခုထိုင်းနိုင်ငံမှာဝင်ရောက်နေတဲ့မြန်မာတွေတရီသားတဲ့အချက်တွေကိုထိုင်းဆိုရကတရားဝင်ထုတ်ပြန်လိုက်ပြီးမို့ overstay နေသူတွေခီးသွားဗီဇာနဲ့နေသူတွေကိုစောင့်ကြည့်စစ်ဆေးတော့မှာပါဗီဇာတက်တန်းကြော်လွန်ပြီးတရားမဝင်နေထိုင်တဲ့သူတွေကိုတနိုင်ငံလုံးအတိုင်းအတာနဲ့စောင့်ကြည့်စစ်ဆေးပြီးဖမ်းဆီးအရေးယူတာတွေလှုပ်ဆောင်သွားဖို့အမိန့်ပေးထားတယ်လို့ဆိုပါရယ် ်ထိုင်းနိုင်ငံကိုခီးသွားဗီဇာနဲ့ဝင်ရောက်လာပြီးတက်တန်းသူနေထိုင်တာကိုတစ်နှစ်နှစ်ကြိမ်သာ ခွင့်ပြုပေးတော့မှာဖြစ်ပြီးတော့ဒုတိယအကြိမ်ဝင်လာပြီးတက်တန်းသူဆိုရင်တန်ယုံထောက်ခံစာတောင်းလာနိုင်ပါတယ်။ဆလေးရဲ့ဗီဇာ free နဲ့ဝင်ရောက်လာကြတဲ့သူတွေကိုနှစ်ကြိမ်ထက်ပိုပြီးတက်တန်းသူနေထိုင်တာပိတ်ပင်မှာဖြစ်ပြီးတော့ဗီဇာတက်တန်းသူအစ်စ်တွေကိုလည်းတင်းကျပ်စွာစစ်ဆေးတော့မယ်လို့ဆိုပါတယ်။ ရက်ကြော်နေထိုင်သူတွေတရားမဝင်နေထိုင်သူတွေကိုအရှိန်အဟုန်မြင့်စစ်ဆေးတော့မှာဖြစ်တယ်လို့တစ်ဖက်မှာလည်းအထောက်အထားမရှိတဲ့သူတွေကိုတနစ်နေထိုင်အလုပ်လုပ်ခွင့်နဲ့လူဟောင်းတွေကိုတတန်းတိုးခွင့်ပေးတော့မှာပါ။စာရွက်စာတမ်းမပြည့်စုံသူတွေအထောက်အထားမပြည့်စုံသေးတဲ့သူတွေကိုအလုပ်လုပ်ခွင့်တနစ်ပေးမှာဖြစ်ပြီးတရားဝင်ကြေညာချက်မတိုင်မီကာလအတွင်းထိုင်းနိုင်ငံကိုဝင်ရောက်ပြီးတဲ့သူတွေဖြစ်ကြရမယ်လို့ဆိုထားပါဗျ။ 2026ခုနှစ်ဖေဖော်ဝါရီလနဲ့မတ်လတို့မှာတက်တန်းကုံဆုံးတော့မယ်လက်ရှိဝော့ပါမိတ်ကင်ဆောင်ထားတဲ့နိုင်ငံခြားသားအလုပ်သားတွေအတွက်နောက်ထပ်တစ်နှစ်ဆက်ပြီးတရားဝင်နေထိုင်အလုပ်လုပ်โอเคဒါကြတော့အာအခုဆိုလို့ရှိရင်ထိုင်းမှာလူကောင်းနေဆိုလို့ရှိရင်တက်တန်းတိုးတိုးလို့ပြီးတဲ့သူတွေကလည်းတိုးပြီးနေပြီပေါ့နော်ဒါပေမဲ့တတိထားစရာကြတော့ဘယ်လိုမျိုးလူတွေလဲဆိုရင် ဆယ်လေးရဲ့ဗီဇာနဲ့ထိုင်းနဲ့ကိုဝင်လာတဲ့သူတွေဆိုလို့ရှိရင်တော့ကိုဆယ်လေးရဲ့ဗီဇာနဲ့ဝင်လာပြီးတော့အထောက်အထားတစ်ခုခုကိုကိုပါတွေလှုပ်ထားတယ်လေပေါ့နော်အာကိုကအထောက်အထားတစ်ခုခုဘာမှလှုပ်မထားရသေးဘူးဆိုရင်တော့ဒါဂယုတစိုင်နဲ့နေဖို့တော့လိုအပ်တယ်ပေါ့နော်အဖြစ်လဲဆိုတော့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်သူတို့ဒီထိုင်းဘက်ချမ်းကတင်းတင်းကြပ်ကြပ်တဲ့ခုလိုမျိုးတွေလှုပ်လာပြီပေါ့နော်ဒါကြောင့်မို့လို့ဆယ်လေးရဲ့ဆယ်လေးရဲ့ဗီဇာနဲ့လာပြီးတော့အာနေထိုင်တဲ့သူတွေဆိုလို့ရှိရင် အာကိုကသွားတာလာတာတွေကိုကတတိထားရမယ်ပေါ့နော်သွားတာလာတာတွေတတိထားပြီးတော့နေပေါ့နော်တော့မဟုတ်လို့ရှိရင်တော့သူတို့တွေနဲ့တွေ့သွားတဲ့အခါတွေဆိုလို့ရှိရင်အာအဖမ်းခံရနိုင်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ကိုက14ရက်ဗီဇာနဲ့ဝင်လာပြီးရင်ဗီဇာတန်းကြော်တာကြောင်းမို့လို့အာသူတို့တွေကအခုလိုမျိုးတွေတင်းတင်းကြပ်ကြပ်ဆက်ဆေးတာတွေကိုပြုတ်လောက်တော့မှာပေါ့နော် အာဒါလေးတို့လာပြီးတော့ပြောပြပေးတာပေါ့နော်ဒါကြောင့်ထိုင်းမှာရှိနေတဲ့အမျိုးတွေအနေနဲ့အဆဆအရာရာဂရုစိုက်ကြပါအဆဆအရာရာတတိနဲ့သွားပေါ့နော်ပြီးရင်ကိုကထိုင်းကိုရောက်လာတာလဲလို့ပတ်လို့ကိုရဲ့ကင်ဆောင်ထားတဲ့ပေစာက14ရက်ပဲပေါ့နော်14ရက်မပြည့်14ရက်ထက်ကြော်သွားပြီဆိုလို့ရှိရင်တော့ဒါကိုအနေနဲ့အပြင်တွေကိုသွားလာလာတာတွေကို ြည့်ကြပြီးတော့သွားချပေါ့နော်မဖြစ်လဲဆိုရင်သူတို့တကယ်တိတိကျကျအဲ့လိုမျိုးတွေလှုပ်လာပြီဆိုလို့ရှိရင်အဆက်ဆေးတွေများလာမယ်အဆက်ဆေးတွေများလာလို့သူတို့ဆက်ဆေးတဲ့အခါမှာကိုကရောက်သွားတာမျိုးလို့ဆိုလို့ရှိရင်တော့အဲ့လားဆိုရင်သူတို့တွေဖမ်းဆီးလိုက်မယ်ဖမ်းပြီးရင်ပြန်ပို့လိုက်မယ်ပြန်ပို့တာကတော့ရိုးရိုးတော့ပို့မှာမဟုတ်ဘူးเนาะအအခုဖမ်းတယ်နောက်နေ့ပို့တယ်ဆိုတာတော့မဟုတ်ဘူးအချုပ်တွေဘာတွေတဲမှာနေရာအောင်မှာဖြစ်တယ်ပေါ့เนาะ 45ရက်သို့မဟုတ်ရင်90နဲ့2ရက်ပေါ့နော်အဲ့ဒါလိုမျိုးသူတို့တွေကသာပေမကိုကိုမြန်မာပြည်ကိုပြန်ပို့มาဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့14ရက်ပြီစာနဲ့ရောက်လာတဲ့သူမှန်တယ်များအားလုံးထိုင်းမှာရှိနေတယ်ဆိုရင်တော့သွားလာလာတာတွေကိုဂယုဆိုင်ပါလို့ပြောရင်းနဲ့နောက်ဖြစ်ကြတွေမှာကျွန်တော်တို့ပြန်လဲစုံစည်းချင်ပါသေးတယ်နောက်ဖြစ်တွေမှာပြန်လဲစုံစည်းလို့ live follow လေးလဲလှုပ်ထားခဲ့ဦးပေါ့နော်အားလုံး bye bye